အားလုံးပဲမင်္ဂလာပါဗေဒင်ဝင်ရမကျူးစွပါလေကျွန်တော်မနောဗေဒင်ဒီနေ့မှာတော့စီးစဉ်တို့လက်ဖွဲ့စီရင်တဲ့ပတ်သက်ပြီးပေါ်ပြပေးခြင်းပါလေဒီစီရင်ကိုစီရင်မယ်ဆိုရင်ဒီနေ့ပတ်လုံးမှာတရက်သားရပါလေအဲ့ဒီရက်ကတော့ ဝါကောင်လာပြီနိညတန်းကောင်ရမ်းမစီရင်ရမှာဖြစ်ပါတယ်အစီရင်စီရင်ရမယ့်နေရာကတော့အင်ခေါမိုးပေါ်မှာတက်ပြီးစီရင်ရမှာဖြစ်ပါကျေးလက်တော့ရမှာနေသူတွေအတွက်စီရင်ရမှာလွယ်ကူပေမယ်မြို့ပြနေသူတွေအတွက်တော့စီရင်ဖို့ခက်ခဲပါစီရင်ဖို့အလွန်ခက်ခဲတဲ့အတွက်ကျွန်တော်ကတော့ဝါကောင်လာရောက်တိုင်းအမြင့်စီရင်ထားလိရှိပါတယ်ကိုကဘင်းဆရာဖြစ်နေတော့ ရာစီးပွားရေးဆောင်လေးလုပ်ပါအောင်ဆိုရင်အေးဗျာဝါကောင်လာထီစောင့်ပါအောင်ဆိုဟိုလူကဘလို့လို့စောင့်နိုင်ပါလဲဒါကြောင့်ကျိုးတည်တည်အများကြီးစီရင်ထားလို့ရှိပါတယ်စီရင်စီရင်မှုအတွက်ပြင်ဆင်ပြင်ဆင်ပြီးထားရမယ့်ဟာတွေကတော့ထက်ဆရာကြီးများကိုပူတော်ဘူးမပြောဘဲငွေပြသူမဟုတ်ကြီးဗျာစမရေးဖို့ကညီအဲ့ဒီသူမျိုးကိုညာတန်းကရင်မရောက်ခင်ညာဥပိုင်းကလေးက အင်းခေါင်းမိုးပေါ်မှာပြင်ဆင်ပြီးရှစ်ပါးသီလခံယူကဝိဒါသောကြီးဆရာယေတိများနဲ့ထက်ဆရာကြီးများကိုစိတ်နှစ်ရည်သူပင့်ဖိတ်ရာဘူသောထားနေမှာဖြစ်ပါရတဲ့ကောင်ရင်ရောက်ပြီဆိုတာနဲ့စင်းသင်းပြင်ဆင်ထားတဲ့ငွေပြတ်သမှုကြေးပြပေါ်မှာစမတွေစင်းစင်းချရမှာဖြစ်ပါတယ်။ အဲ့ဒီသမားတွေကတော့ကြီးလေကြီးလိုလူသိများတဲ့ကာကြီးရာကြီးနာကြီးနာကြီးဆိုတဲ့သမားအခေယလေးလုံးကိုဝင်းပိသမားအဖြစ်ချမှာဖြစ်ပါပြီးစာရဘာဝသမားလေးလုံးကိုရှစ်ခေရေးထုံးတိုင်းရေးချမှာဖြစ်ပါတယ်မိသေတို့စီရင်ရမှာလေကူစီရပုံနဲ့ဖော်ပြပေးလိုက်ပါ အဲ့ဒီအတိုင်းလမ်းကြောင်းမှန်ဖို့လိုအပ်ပါတယ်ကြီးလေးကြီးခွင့်ပိတ်သမားတွေချတဲ့အခါအိုးကာကြီးရဲ့ခရတလုံးဖျားတဆူအီဒန်တီပါစီသတိရုပ်စုချမှာဖြစ်ပါတယ်ခွင့်သာခွင့်ပိတ်နေရာမှာအခရာတွေထည့်ပြီးရုပ်စုရမှာဖြစ်ပါတယ်စာရဘာဝသမားလေးလုံးချတဲ့အခါမှာလေသူအဟိန်းကာရနဲ့သူရုပ်စုပြီးချမှာဖြစ်ပါတယ် စာခရာကိုစမကိုရေးသားတဲ့အခါဘုံစကုမာဆေယမဆိုင်တော့ဒါခရာစမကိုရေးသားတဲ့အခါဘုံဓမညုဓမ္မသာမိကောဘာခရာစမကိုရေးသားတဲ့အခါဘုံဘလူပေတော့ဘလတယောဝါခရာစမကိုရေးသားတဲ့အခါဘုံဝေရတော့ဒေတုမေသိယအဲ့ဒီတန်ရွတ်ဆိုပြီးချမှာဖြစ်ပါသမားတွေရေးချပြီးရင်တော့လက်ဖွဲ့ကိုအောက်မှထပ်သူ လက်ရမှာဖြစ်ပါတယ်ကျိုးကတော့ခိုင်မာတော့ပူကျိုးထဲ့ပြီးလိမ့်နိုင်တယ်လို့ရိုးရိုးလိမ့်လို့လည်းရပါတယ်စနစ်တကျတခြားလိမ့်ပြီးရင်တော့ဘယ်တော့မှပြန်ဖြေလို့မရတော့ပါဘူးပြန်ဖြေရင်သိရှိတွေပြေကစမ်းသိရှိတွေရရှိတော့မှမဟုတ်ပါဘူးဘယ်လက်ဖွဲ့မဆိုအဲ့ဒီအတိုင်းပါပဲလိမ့်ပြီးရင်ပြန်ဖြေရုံထုံးတယ်မရှိပါဘူး ကဲလက်ဖွဲ့လိုက်ပြီးရင်နော်တဏ္ဍချိခါတာအတ္တသွင်းခါတာသိရှိခြင်းခါတာသိတိချုပ်ခါတာဖြင့်တခါတာလင်း39ခေါက်စီရုပ်ဖက်မှာဖြစ်ပါခါတာများကိုဖော်ပြလိုက်ပါလေအားလုံးမိတ်ဆွေများရှင်လန်းချမ်းမြေ့ကြပါခင်ဗျာ